မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေအကြအာဏာလွတ်ယူမှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့အတိမပြုတ်နိုင်သေးတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေတဲ့အချိန်ပြည်ထောင်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကလည်းဒီနေ့မွန်တဲကျိန်မှာနေပြီးတော့လေစိတ်ကိုစိုက်ရောက်ဖို့ရှိနေတယ်ဆိုပါတယ် မကွေးတိုင်းမှာ PDF တပ်ဖွဲ့တွေစီကိုကြည်စံရောက်ဆမှုအပါအဝင်ပြစ်မှုများစွာနဲ့ကံကောမျိုးလုံခြုံရေးတာဝန်ခံအကြံဖက်စစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးမျိုးဝင်းသူဆိုတဲ့သူကိုစစ်ကောင်စီတပ်ကပဲပြန်ပြီးဖမ်းဆီးလိုက်ပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြံဖက်စစ်ဗိုလ်ချုပ်တွေအကြအာဏာလုယူမှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့အတိမပြုတ်နိုင်သေးတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေတဲ့အချိန်တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီကလည်းဒီကနေ့ဩဂုတ်လ14ရက်နေ့မွန်တဲချိန်မှာ နေပြီးတော့လေစိတ်ကိုဆက်ရောက်ဖို့ရှိနေတယ်လို့သိရပါတယ်။လက်တော်သိရှိထားတဲ့ကြိုတင်စီစဉ်မှုအစီအစဉ်ဇယားတည်င်းအချက်လက်တွေအရာဒီနိုင်ငံသားကြီးဝင်ကြီးဝန်ကြီးလိုက်ပါလာမဲ့လေရင်ဟာဒီကနေ့ဩဂလ14ရက်နေ့မွန်တက်17နာရီမိနစ်20ဝန်းကျင်မှာနေပြီးတော့လေစိတ်ကိုဆက်ရောက်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဘက်ကလုံခြုံရေးအပြည့်နဲ့ကြိုဆိုရေးကိုစီစဉ်ထားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတရုတ်နိုင်ငံသားကြီးဝင်ကြီးဝန်ကြီးလာရောက်မဲ့ခီးစဉ်ကတော့ကိုချိန်မြောက်မဲကောင်လန်ချန်ပူပေါင်းဆောင်ရွက်ရေးအစီအစဉ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ဖို့ဆိုပြီးသိရပါတယ်။တစ်ဖက်မှာတော့အဲ့ဒီလိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ဟီနေပြည်တော်ကိုလာရောက်မဲ့အချိန်မှာပဲစစ်ကောင်စီတပ်တွင်းမှစစ်ဗိုလ်ချုပ်တွေအကြားအချင်းချင်းဖမ်းဆီးမှုနဲ့အာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့အတိမပြုနိုင်တဲ့သတင်းတွေကလည်းကြက်ကြက်ပြန့်ပြန့်ထွက်ပေါ်နေတဲ့အတွက်ဝမ်ဟီရဲ့မြန်မာနိုင်ငံခီးစဉ်ဟာပြည်တွင်းပြည်ပမှာစိတ်ဝင်စားမှုတွေမြင့်တက်နေတယ်လို့သိရပါတယ်။လက်ရှိနေပြည်တော်မှာအာဏာသိမ်းမှုဖြစ်နေတဲ့ဆိုတဲ့သတင်းထွက်ပေါ်မှုနဲ့ပတ်သက်လို့ကတော့ရကုန်ခေတ်တည်းရဲ့စစ်တပ်ဖျက်သည့်ပြောတာက ဒီသတင်းတွေနဲ့ပတ်သက်ပြီးလက်တလောတိတိကျကျအတိပြုတ်လို့မရသေးသလိုစည်ရေးအရရှုံးနေမှုတွေအကြီးကျယ်ကြုံနေတဲ့စစ်တပ်အတွင်းမှာတော့မဲအွန်လိုင်းကိုလက်မခံနိုင်တဲ့အခြေအနေတွေဖြစ်နေတဲ့ဆိုတာမှန်ပေမဲ့မဲအွန်လိုင်းစီကနေပြန်ပြီးအာနာသိမ့်လို့ရမယ်အလားအလာအလွန်နှဲပါတဲ့အပြင်တကယ်လို့အဲ့ဒီလိုအာနာပြန်သိမ့်မယ်ဆိုရင်တော့လုံနိုင်စွမ်းရှိတဲ့သူကတဦးတည်းသာရှိပြီးအဲ့ဒီသူကလည်းဘိုးချုပ်မူကြီးဟောင်းတန်းရွှေနဲ့သူ့ရဲ့အော်ဇာကန်စစ်ဘိုလ်ချုပ်တွေကတာလုံနိုင်စွမ်းရှိလိမ့်မယ်လို့လဲရန်ကုန်ခေတ်တည်းရဲ့စစ်တပ်ဖြဲသည့်သတင်းရင်းမြစ်ကတုံ့သက်ပြောဆိုထားပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးအကြမ်းဖက်စစ်တပ်အတွင်းမှာဖြစ်ပျက်နေတဲ့သတင်းတွေကိုအစင်တစိုက်ဖော်ထုတ်တင်ပြပေးနေတဲ့စီရီယံဘိုကြီးဇင်ယောကတော့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအွန်လိုင်းကိုစစ်ကောင်စီရဲ့အတွင်းရေးမှုအွန်လင်းတွေးဆိုတဲ့သူကပြန်လည်ဖမ်းဆီးထားတဲ့အကြောင်းနဲ့မင်းအွန်လိုင်းရဲ့ယူကြောင်ကြောင်အမိန့်တွေကိုမနာခံလို့တဲ့အတွက်အွန်လင်းတွေးကပြန်လည်ဖမ်းဆီးလိုက်တာဖြစ်တဲ့ဆိုပြီးစီရီယံဘိုကြီးဇင်ယောကရန်ကုန်ခေတ်တစ်ကိုပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေ မကွေးတိုင်းမှာ PDF တပ်ဖွဲ့တွေစီကိုကြီးစံရောင်းစားမှုအပါဝင်ပြစ်မှုများစွာနဲ့ကပ္ပစာ23ကဂံကောမျိုးလုံချုံရေးတာဝန်ခံအချက်ဖက်စကောင်စီတက်ရဲ့ဗိုလ်ကြီးမျိုးဝင်းသူဆိုတဲ့သူကိုစကောင်စီတက်ကပဲပြန်ပြီးဖမ်းဆီးလိုက်ပြန်တယ်လို့ဒေသခံသတင်းရင့်မြစ်ရောအလင်းတန်းရဲ့ကိုဘာကောင်းကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဩဂလဆယ်ရနှစ်ကပဲကံကောမျိုးအမြောက်တက်အတွင်းကိုရိတ်ကလက်နက်ခဲယမ်းဖြည့်တင်းဖို့စစ်ကောင်စီကရဟရင်နဲ့ရောက်လာတဲ့အချိန်မှာပဲအဲ့ဒီဗိုလ်ကြီးမျိုးဝင်းသူဆိုတဲ့သူကိုစစ်ကောင်စီတက်က ် PDF တပ်ဖွဲ့တွေစီကိုကြည်စံရောင်းစားမှုအပါဝင်ပြစ်မှုများစွာနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကျိုးနဲ့တုပ်ပြီးတခါတည်းဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်းကိုသိထားရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအဖမ်းခံရတဲ့ဗိုလ်ကြီးမျိုးဝင်းသူဆိုတဲ့သူဟာကံကောင်းမျိုးနဲ့မှသူတာဝန်ယူတဲ့အချိန်ဒီစော်တီကောင်းဆောင် P2 Post Zone နဲ့ပေါင်းပြီးမြို့ပေါ်ကပြည်သူတွေကိုမတရားဖမ်းဆီးငွေညှစ်တာတွေအပြင် KDB ပြစ်ဒဏ်ခံနှလုံးသုံးလုံးလောင်ကစားဖဲဝိုင်းကြက်ဝိုင်းမွေးရဆေးဝါးစတဲ့ရောင်းဝယ်ဖောက်ကားမှုတွေအပါအဝင် စစ်တပ်ပိုင်းကြီးစံတွေကိုပါ PDF တပ်ဖွဲ့တွေကိုရောင်းစားတဲ့အမှုတွေ ਨੇ သူတို့စစ်တပ်ကပဲအချင်းချင်းပြန်ဖမ်းသွားပြီလို့ရော့လင်းနိုင်ရဲ့ကိုပါကောင်းကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့နထိုးကြီးမြို့တွင်းတိုက်ပွဲအတွင်းအချမ်းဖက်စစ်ကောင်စီဘက်ကအယောက်30ကျော်ကတော့အသီးသီးသေကုန်ကြတဲ့အပြင်၃ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်မျိုးစုံ28လက်ကိုလည်းတင်းစီရရှိခဲ့တယ်လို့ PDF ရဲဘော်တို့လည်းမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့ နဒိုးကြီး PDF မြင့်ကျန်ခိုင်အမှတ်လေးတရင်ကသတင်းထုတ်ပြန်ထားပါတယ်။အော်ဂူလာ၁၀ရက်နေ့ကပဲနဒိုးကြီးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ Yes Can ထွေအုပ်ယုံအပါဝင်စစ်တပ်တဆွဲထရနေရာတွေကိုတော်လိုင်းပူပေါင်းတက်တွေကစစ်ကြောင်း၅ကြောင်းခွဲပြီးတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားအယောက်၃၀ကျော်ကတော့အသီးသီးသေကုန်ကြတဲ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားပြီး လက်နက်မျိုးစုံ28လက်ကိုပါတော်လိုင်းကြီးတပ်တွေကတင်စီရရှိခဲ့တယ်လို့နထိုးကြီး PDF မြင်းချန် KI အမှတ်၄တရင်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနထိုးကြီးမြို့တွင်းတိုက်ပွဲအတွင်းအကြံဖတ်စကောင်းစီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေတောင်းလျှောက်လုပ်ခဲ့တယ်လို့တိုက်ပွဲတွင် PDF ရဲဘော်တဦးလည်းမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရန်ကုန်မြို့က73စီဆိုင်အများစုမှာ73စီပြက်လက်နေပြီးဆိုင်တချို့လည်းပိတ်ထားကြပြီးဖြစ်သလိုစီရနေသေးတဲ့ဆိုင်တွေမှာတော့ကာတန်ရှိကြီးတွေဖြစ်နေတဲ့အတွက်လမ်းတွေပါပိတ်ဆို့မှုတွေဖြစ်နေတယ်လို့စီတက်စီနေတဲ့ကားသမားတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ14ရက်နေ့မနက်ပိုင်းမှာပဲတက္ကသိုလ်ရိပ်သာလမ်းကမြောက်ပိုင်းစီဆိုင်မှာစီမရှိတော့ဘူးဆိုပြီးလက်ခါပြသလိုအမှတ်3လမ်းပေါ်မှာရှိတဲ့ mass terminal pt power monson dango yadana စတဲ့ဆိုင်တွေမှာလည်းဘာစီမှမရတဲ့အပြင် ဆိုင်တော်တော်များများကအခုမနက်ပိုင်းမှာစီမရတာညနေပြီတချို့ရတဲ့ဆိုင်တွေမှာတော့စီတက်စီနေတဲ့ကားတွေဟာကားတန်းရှေ့ကြီးတွေဖြစ်နေတဲ့အတွက်လမ်းတွေပိတ်ဆို့တဲ့အထိပါဖြစ်နေကြတယ်လို့ရန်ကုန်မြို့နယ်ရင်မောက်တအုပ်ကပြောထားပါတယ်ရွှေပြည်သားမြို့နယ်ကမွန်ဆန်စီဆိုင်မှာဆိုရင်ဒီကနေ့မနက်3နာရီလောက်ကထက်က73စီရဖို့တန်းစီနေတဲ့ကားတွေကိုစီမရဘူးဆိုတဲ့အကြောင်းဆိုင်ကထွက်မပြောခဲ့ပဲမနက်6နာရီကျော်လောက်ကြာမှဒီနေ့စီမပေးနိုင်တဲ့အကြောင်းဆိုင်ကလူတွေကထွက်ပြောတဲ့အတွက် တန်းစီနေတဲ့ကားသမားတွေအကုန်လုံးဒုက္ခရောက်ကုန်ကြပြီတချို့ကားတွေဆိုစီကုံသွားတဲ့အတွက်လမ်းဘေးထိုးရက်သွားတဲ့အခြေအနေထိဖြစ်နေတယ်လို့ကားသမားတအုပ်ကပြောထားပါသေးတယ်လက်ရှိရန်ကုန်မန္တလေးလိုမြို့ကြီးတွေအပါအဝင်နိုင်ငံတော်မှာ73စီပြက်လက်မှုအခြေအနေဟာတစ်နေ့တစ်ခြားပိုပိုဆိုးလာနေတဲ့အခြေအနေတွေဖြစ်နေပြီလို့လည်းကားသမားတွေကပြောထားကြပါလိမ့်မယ်တစ်ဆက်ထဲမှာပဲပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေတစ်ချက်သားကိုငွေကျပ်85သိန်းအထိစံချိန်တင်ဈေးနှုန်းရောက်ရှိသွားပြီးတော့ နေ့ကညပိုင်းမှာပဲအမြင့်ဈေးနဲ့ဈေးပိတ်သွားခဲ့တယ်လို့ရွှေကုံတဲတွေကပြောပါတယ်။ဩဂုတ်လ7ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာတင်းပြည်တွင်းမှာအခောက်ရွှေတကြက်တောက်ကိုငွေကျပ်88သိန်းဝန်းကျင်ရှိခဲ့ရကနေတပတ်ကဒေါ်လာဈေးဟာဒေါ်လာကိုငွေကျပ်9000ကျော်သွားတဲ့အချိန်မှာပဲရွှေဈေးနှုန်းဟာအခောက်ရွှေတကြက်တောက်ကိုငွေကျပ်85သိန်းအထိစံချိန်တင်ဈေးနှုန်းမြင့်တက်သွားပြီးမနေ့ကညနေပိုင်းမှာပဲအဲ့ဒီအမြင့်ဈေးနဲ့ပဲပိတ်သွားခဲ့တယ်လို့ရန်ကုန်ရွှေကုံတဲတူကပြောထားပါတယ်။လက်ရှိပြည်တွင်းစီးပွားရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးတွေဟာလည်းအစမတန်မြင့်တက်နေသလိုရွှေဈေးနှုန်းဟာလည်းတခါမှမကျဘူးတဲ့ဈေးနှုန်းတွေအထိစံချိန်တင်မြင့်တက်နေတဲ့အတွက်မြန်မာကျပ်ငွေတန်ဖိုးတွေဟာဇက်တိုက်ကိုကျဆင်းလာနေပြီးငွေကြေးဖောင်းပွားမှုတွေနဲ့ပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုလုံးဟာကတောင်းကနေတွေကိုဖြစ်နေပြီလို့စီးပွားရေးလုပ်ငန်းရှင်တွေကတုံ့သက်ပြောဆိုထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ